ူနာမီကဒီဘေးဖြစ်ပြီးအိန္ဒိယထောက်လိုင်းရဲ့အရာရှိတစ်ယောက်ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံပေါ်ကွေးမှုသွန်ခုရဲ့တရားခံဖြစ်တဲ့ကာရစ်ဆိုသူကိုပြန်ချင်းဖို့မရှင်တစ်ခုကိုလှုပ်ဆောင်နေပါတယ်။ပြင်းမဲ့ရဲ့ဒီနေရာကိုအတည်ပြုနိုင်ခဲ့ပေမဲ့သူတို့အရင်တယောက်ပြည်ကွင်းထဲမှာရှိနေတယ်ဆိုတာသိရရပါတယ်။ အေးချင်းမှာပြီးခဲ့တဲ့ဘက်ကမှမွေးထားတဲ့သားလေးတယောက်ရှိကြောင်းသိရတဲ့အခါမရန်ကစစ်စင်ရီကိုဖျက်ခိုင်းလိုက်ပြီးမဲ့ဒီဘေးကတော့ဒုံးကြီးပြပြသွားပြီလို့ဆိုကပြင်းမဲ့ဒီနေရာကိုဖုံးကျဲစေခဲ့ပါတယ်ဒီဘေးကဒီနေရာကခန်းစားချက်တွေကိုဦးစားပေးရတဲ့နေရာမဟုတ်ကြောင်းနဲ့တက်ရင်တက်မတက်ရင်သေးဖို့မလိုလားစာယူထားတာလို့ဆိုပါတယ်အစီအကံသာတင်ရတဲ့အခါအကြမ်းဖက်ကောင်းဆောင်တရားကိုတက်ဖို့အိန္ဒိယအေဂျင့်ကိုအတေခံခဲ့တဲ့ဒီဘေးရဲ့လိုရကြောင်အထက်လူကြီးတွေကအကြောင်းပြချက်ကောင်းကောင်းပေးဖို့ပြောလာပါတယ်ဒီဘေးကတော့အဓိကပြဿနာကိုသာတင်ပြဖို့ကြိုးစားက နိုင်ငံရေးနယ်ပယ်တည်အန်နေရကစီးပွားရေးကိုကန်လို့နေတဲ့အဖွဲ့အစည်းတာဖြေချောင်းပြောခဲ့ပါတယ်။အာဏာရှိစီးပွားရေးသမားတွေနဲ့အကောင်ကြီးပိုင်းတွေကကိုချိုးအတွက်ဒီအဖွဲ့ကိုဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။ဒီဖွဲ့ကြီးမှာပြည်နယ်ကုန်ကြီးဂျိုင်းကန်ရှိလဲပါဝင်နေတယ်လို့ကလေးသင်းငယ်အာဟာရရန်ဝန်ဝေဆိုရနာမီအောက်ကနေဂရီပေါင်း1500လင်းလေတဲ့အချိန်ဂျိုင်းကြီးဆိုင်ကိုဆွဲချက်တင်ခဲ့ပေမဲ့ဘိုးဘန်ကိုသာပြည်လွှဲချကလင်းလေမှုကိုဆွဲချက်တင်ခဲ့တဲ့ ISC ရရှိလဲပောက်ကွဲမှုတစ်ခုမှအစားပြောက်ခံရရပါတယ်။ဒီငွေမဲတွေကိုဖွဲ့စည်းထဲမှာစီးရင်စီပြီးနိုင်ငံရဲ့အခြေခံစားသောက်ကုန်တွေ ကစဆေးရုံတွေအထိစီးပွားရေးအများစုကိုအဖွဲ့ကြီးကရှယ်ယာဝင်ထားတာဖြစ်ပါတယ်။လိန်လေခင်ရတဲ့ဂရီ1500နဲ့ငွေမဲတွေရဲ့80ကြာခိုင်နှုန်းဟာနိုင်ငံတကာစီးပွားရေးနဲ့အထက်ကိုကွန်တိုင်နာတင်မောတွေနဲ့ပို့ဆောင်ထားတာဖြစ်ပြီးလိုအပ်ချိန်မှာလိုအပ်တဲ့နေရာကိုပို့ဆောင်တာဖြစ်ပါတယ်။ ဒီဖွဲ့စည်းကိုအဓိကကြိုးကန်နေသူကကော့ဆိုသူဖြစ်ပြီးအဖွဲ့စည်းပိုင်ဒီမိုကရေစီမူဆန်ပြည်အစိုးရထိန်းသိမ်းတာခံလိုက်ရချိန်နေရာကိုကော့ကူရန်ရောက်လာခဲ့ပြီးဒုသက်မတစစ်ဘုရုံနဲ့တွေ့ဆုံကဒီမိုကိုမူဆန်ပြည်အစိုးရဖမ်းမိတာမဟုတ်ပဲသူ့သဘောနဲ့သူစိတ်ကန်းကိုကတ်ခဲ့တာလို့ဆိုတဲ့အခါအကြောင်းလုံးနေတဲ့ဒုသက်မတကိုအပြက်ရှင်းလိုက်ပြီးနောက်သူ့ကိုပြန်ကန်ပြောရတဲ့စစ်ဘုရုံကိုသဘောကျကဒီနိုင်ငံမှာသူ့ရဲ့အတန်ဖြစ်ပြီးကိုကန့်လန့်လိုက်ပါတယ်နိုင်ငံတော်များများရဲ့အစိုးရတွေကိုကော့သိမ်းသွင်းထားပြီးမြေဖို့ရုပ်ဖို့တက်တဲ့ရှာမရဖြစ်နေကြောင်းနဲ့ဒီအတွက်ကော့ကိုရှင်းလင်းဖို့အေဂျင် တယောက်လွတ်ထားပြီဖြစ်ကြောင်းတင်ပြခဲ့ပါတယ်။အကြမ်းဖက်သမားတွေကိုရှင်းပါရင်ဘတ်စကားတွေကကလေးတွေကိုကဲဖို့ကြိုးစားနေတဲ့အေဂျင့်တယောက်ဖုံးတတ်ထားတဲ့ဘတ်စကားစီအမြန်သွားချိန်မှာပဲအကြမ်းဖက်သမားတယောက်ရဲ့လက်ချက်နဲ့ကြာဆုံးရင်ရီကီတယောက်ဖားခင်ရဲ့လာနှွေးမှုကြောင့်အိယာကလန်နိုးလာပါတယ်။ ရီကီတို့မိသားစုကအလဲလဲတဲ့မိသားစုဖြစ်တာကြောင့်ရီကီကလုံးရှင်နာလုံးနေတဲ့သားတယောက်ဖြစ်သလိုနီးပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုရှိတဲ့ဟက်ကာတယောက်လည်းဖြစ်ပါတယ်။တရတော်ဒေါ်ပြည့်သူနဲ့မားကတ်ထဲမှာဈေးဝယ်နေချိန်ဘူတန်မှာဆောင်ခဲ့တဲ့ကောင်မလေးကိုထပ်တွေ့လိုက်ရတာကြောင့်ရင်းကုန်တန်ရင်းမြလာကအတော်ကစကားတော်ပြောဖို့တိုက်တွန်းမိမယ်။တုံးချိန်မြောက်တွေ့လို့ထပ်ရင်ခုံမှစကားတော်ပြောမယ်လို့ဆုံးဖြတ်ခဲ့သူကရီကီအတွက်ငယ်ဘဝအိမ်မက်ဖြစ်တဲ့အင်းချင်းဆောင်ဝင်ဘွဲကိုဝင်ဖြေချိန်တိုင်းစာပြေမှာအောင်မြင်ခဲ့ပေမဲ့လူတွေ့စီစီချိန်မှာအချိန်ချင်းကြာရှုံးနေပါတယ်။ တုံးချင်းမျိုးအင်းချင်းစာမျိုးပဲကြာရှုံးပြီးရဲ့နောက်မှာတော့ယူကီရီယာသူ့ရဲ့အရေးချင်းကိုပြသဖို့အတွက်အစိုးရစိုက်ဘာလူညိုရေးကိုဝင်နောက်ရှက်ဖို့ကြိုးစားခဲ့ပါတယ်။တိမ့်မကြခင်မှာပင်မစိုက်ဘာလူညိုရေးဟက်ကန်လိုက်ရတဲ့သတင်းကဒီဘေးစီကိုရောက်သွားပါတယ်။ဟာတဲ့နေရာကိုသိရတာကြောင့်အထူးတပ်ဖွဲ့တွေဆီလိုကရှာဖွေခဲ့ပြီးရီကီကိုတွေ့ရပေမဲ့ပေါ်ကြောင်ကြောင့်လူတရားလို့ထင်ရတာကြောင့်သူတို့အတွက်အန္တရာယ်မရှိကြောင်းဒီဘေးကိုသတင်းလန်းဖို့ချိန်ရီကီကဖန်ဝင်ရထုတ်ထားတဲ့တရားခင်ရဲ့ဇဂောဝက်ကိုပါသိနေတာကြောင့်ဒီဘေးတရားရီကီရှိတဲ့နေရာစီရောက်လာပါတယ်။ခွေးရရသွားတဲ့ရီကီလည်းသူ့ငယ်ဘဝအ ိမ်မက်ကအေဂျင်တယောက်ဖြစ်ကြောင်းနဲ့ဘာကြာစကား6မျိုးနဲ့ကွန်ဘူကရာတွေဟက်ကင်းမိုင်းတွေပါသင်ယူထားကြောင်းပြောပြနေချင်းဒီဘေးကတော့ရီကီရဲ့ယူမှုတွေဟာအေဂျင်မဖြစ်နိုင်ဘူးလို့ဆိုလာပါတယ်ရီကီလည်းအစိုးရကဖန်ဆီးဖို့ကြိုးစားနေတဲ့အီဗန်ဆိုသူရဲ့စကားဝါကိုဒီဘေးကိုပြောပြထားတာကြောင့်ဘယ်မှာပုံနေတယ်ဆိုတာကိုပါပြောပြလိုက်ပြီးအချက်အလက်မှန်ရင်သူ့ကိုဆက်ဆက်ပေးဖို့ပြောခဲ့ပါတယ်ဒါကြောင့်အထူးတပည့်ဝင်တွေရီကီညွန်ပြတဲ့နေရာကိုရှာဖွေကြည့်ချိန်မှာတော့အီဗန်ကိုဖမ်းမိသွားပါတယ်ဒါပေမဲ့ဒီဘေးဟာအချက်အလက်မှားတယ်ဆိုပြီးတော့ဒါရီကီစီမက်ဆေ့ပို့ခဲ့ပါတယ်ဒ ီအတွက်ကြောင့်ရီကီတယောက်အချက်လက်ပေးခဲ့တဲ့တငယ်ချင်းကိုတရင်မပေးလို့ရိုက်နှက်နေခြင်းတတိယအကြိမ်မြောက်ကောင်မလေးကိုထပ်တွေ့လိုက်ရပြီးရေကုန်တန်းမြန်နေဆဲဖြစ်တာကြောင့် ငါတို့ကလေးယူကြမလားလို့တော်ကြီးမဖုတ်ဝဲတဲဖြုတ်လိုက်ပါတယ်အဟောင်းသွားတဲ့သူမကဘယ်နှယောက်လိုချင်တာလဲလို့မျက်နှာပြောင်တိုင်းမိလိုက်တဲ့အခါမင်းနဲ့အတူတာ၁၂ယောက်ကိုနဲ့အတူတာ၁၂ယောက်လို့ဆိုသွားကြအောင်ငွေမြူရေးချင်လုံးမလို့လားလို့ဆိုပါတယ်သူမအကြောင်းဘယ်တော့သိလို့လဲလို့မိလိုက်တဲ့အခါမင်းနာမီကဘိုင်ဒရာလို့ပြောပြရင်ငယ်ဘွားကနေကြည့်တဲ့အထိဘိုင်ဒရာရဲ့အကြောင်းတွေကိုပြောပြကာနာစာကိုသွားဖို့အိမ်မက်ဖြစ်တာကြောင့်ဘိုင်ဒရာတင်တန်းတက်နေသလိုပြီးခဲ့တဲ့ရက်ပိုင်းကမှနာစာရဲ့ခွင့်မှုရရရှိတာကြောင့်နောက်ဆက်ရက်အတွင်း US ကိုသွားရမယ်လို့ဆိုကာသူမတယောက်ထဲသာတည်တဲ့အချက်လက်တွေကိုပြော ပြလိုက်တာကြောင့်ဖိုင်ဒါတရအနှဲငယ်တော့အံဟောသွားပါတယ်ဖိုင်ဒါအနေနဲ့ US ကိုသွားရတော့မှဖြစ်တာကြောင့်ရည်ရထားဖို့စိတ်ဝင်စားမှမဟုတ်ကြောင်းပြောတဲ့အခါ Ricky က US မသွားခင်ရပိုင်းလေးမှာသူနဲ့အတူလျှောက်လေပြီးပျော်စရာတွေဖန်ပြီးကြည့်ဖို့နဲ့တကယ်လို့ဖိုင်ဒါရင်ကုန်မလာခဲ့ရင်သူတို့တွေရှင်းမဆက်တော့ပဲအေးအေးဆေးဆေးလမ်းခွဲနှုတ်ဆက်လို့ရကြောင်းပြောလာပါတယ်အစိုးရဘက်မှာတော့တနေ့တွင်ရွေးကောက်ဝယ်ခြင်းမှာတော့မှဖြစ်တာကြောင့်ဒီဘေးကို PN ရဲ့အထူးအကြံပေးဖြစ်ခံရဖို့ရာလူရောမိစ္ဆာကြလာကြောင်းနဲ့ဒီဘေးနေရာကို Rama Channel ဆိုသူစက္ကန့်မှာဖြစ်တာကြောင့်ခေါ နဲ့ပတ်သက်တဲ့သတင်းချက်လက်တွေလွှဲကြောင်းပေးဖို့ပြောနေပါတယ်ဒီပေကတော့သူ့အတွက်စစ်စင်ရေးတန်းလန်းဖြစ်နေတာကြောင့်ခေါင်းဝုံးမပိတ်မချင်းဖေကူမမပြောင်းရှိဘူးလို့ဆိုကအပြက်ပြောခဲ့လိုက်ပါတယ်ဒီချိန်မှာပဲဒီပေနေရာစားထိုးမဲ့ရာမာချန်ရာတယောက်ကာစီတန်းဖြစ်ကတည်ဆုံသွားပြီဆိုတဲ့သတင်းချလိုက်ရပါတယ်ကော့ဖုံးဆဲလာခဲ့ပြီးသူ့ကိုအမဲလိုက်ဖို့ဒီပေနေရာမှာဘသူ့ကိုမှအစားထိုးမခံကြောင်းနဲ့ဤချင်းရှိတဲ့ဒီပေနဲ့သာဒီကစားပွဲကိုဆက်ကစားမယ်လို့ဆိုပါတယ်တပတ်မှပြောစရာတွေဖန်ရင်းနေတဲ့ရီကီတို့နှစ်ယောက်သူမနောက်သုံးရနေရင် US ကိုသွားရတော့မှာဖြစ်ကြောင်းနဲ့အခုချိန်ထိ ရီကီယင်ခုံတို့သူမယင်ခုံသေးဘူးလို့ဆိုပါတယ်။တကားတစ်ချက်ပိတ်ရင်နောက်တကားတစ်ချက်ပွင့်မယ်ဆိုတဲ့စကားအတိုင်းရီကီရဲ့အခြေတကားပိတ်သွားပေမဲ့ CRB ဘေးကိုမြေတွေ့လိုက်ရတာကြောင့်ဗိုင်းရပ်ကိုခဏလို့ဆိုကဒီဘေးစီရောက်လာပါတယ်။ ူ့ကိုအေဂျင်တယောက်အဖြစ်လက်ခံဖို့အတန်တန်ပြောပေမဲ့ဒီဘေးကတော့တကယ်လက်တွေ့ဘွားကအေဂျင်ဆိုတာရုပ်ရှင်ထဲကလို့မဟုတ်ကြောင်းနဲ့တရရင်တရရလို့ပုံမခက်ခဲကြောင်းပြောကရီဂီတကယ်တတိရှိရင်အောက်ထက်မှာအဆောင်နေတဲ့ဘဲကိုသွားရှင်းဖို့ပြောလိုက်တာကြောင့်ရီဂီခဏတာဆုံးသွားသွားချိန်ဒီဘေးကတပတ်ကိုလည်းကနားချနေရင်ရီဂီကိုပြန်လဲကြည့်ချိန်မှာတော့အောက်ထက်ကဘဲကိုရှင်းလိုက်ပြီလို့ဆိုပါတယ်အဆောင်တွေကိုအာယုံမြောင်းအောင်လုပ်လိုက်ပြီးနောက်ချွေရီဘူးတဲ့တဲ့ဆိုကအတန်ရိတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်ဒီဘေးကတော့လူတယောက်ကြောင့်ဘာမှမသိရပဲဒါဆိုတော့လောက်တယ်လို့အကြောင်းပြကရ ကီးကိုနေရာကထွက်သွားစေခဲ့ပါတယ်ဒီပေးစီဂွန်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းရောက်လာခဲ့ပြီးဖူဒါဘက်စ်မှာ25ရက်နေ့လက်နက်ရောင်းဝယ်သမားတယောက်နိမိညာပရိုဂရမ်တစ်ခုကိုဒီနေရာတင်ရောင်းချမှာဖြစ်ကြောင်းနဲ့ခေါ်ကူတိုင်လီလန်ဝဲကိုရောက်လာမှာဖြစ်ပြီးလီလန်တင်တဲ့ပစ္စည်းကိုသာကောရသွားခဲ့ရင်အနေရသေးရောက်မှုကြီးမားလိမ့်မယ်လို့သတင်းရလိုက်ပါတယ်နိုင်ငံတကာကျန်းပန်းအဖွဲ့တွေတက်ရောက်တဲ့စူပါဆဲပရိုဂရမ်နိမိညာကိုလီလန်တင်ရောင်းချနေတာဖြစ်ပြီးလက်နက်ဆန်တဲ့ဖို့အတွက်အိန္ဒိယကိုပြင်မဲ့ထားကနိုင်ငံထဲမှာစူပါဆဲ26ကိုထောင်လာပြီဖြစ်ကြောင်းနဲ့ဒီပရိုဂရမ်ကိုယုံမရှင် င်တို့အမြင်ပေးထားတာဖြစ်ပါတယ် ။တရင်ရထားသူတို့လေလံပွဲကိုဂေါကူရန်ရောက်လာခဲ့ပြီးစူပါဆဲလနဲ့ဘောက်ကိုယူကစစ်ပွဲတစ်ခုဖြစ်တော့မှာမို့အားလုံးပြင်ဆင်ထားကြဖို့ပြောကတိမ့်မညာခင်မှတင်ဒီဘေးတို့အဖွဲ့နဲ့အကြံဖက်အဖွဲ့တွေအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်လာပါတယ်။ဒီဘေးစရာစောင့်ကြည့်နေတဲ့ကြားကဂေါရီယောက်စူပါဆဲဘောက်ကိုယူကရဟရင်နဲ့လွတ်မြောက်သွားပါတယ်။တပတ်မှတော့ US သွားရတော့မယ်ဘိုင်းရာတယောက်ရီကီစီရောက်လာကဝန်ကြီးရဲ့သားဒီမရဲ့အရှိတ်တကာကိုထိပါသွားတဲ့အကြောင်းမိုယိုပြီးပြောပြခဲ့ပါတယ်။ဖခင်ဖြစ်သူအရာရှိကိုသွားပြောပေးမယ်။စကန်ရှိမှရင်ရဲတူကိုမီးရှို့သွားပြီမို့ ့သူလည်းဘာမှမတတ်နိုင်အောင်ပြောခဲ့ပါတယ် အချစ်အတွက်ဆင်းပြေဖို့ကိုမလိုတဲ့ရီကီကတော့ဗိုင်းရက်လက်ကိုဆွဲကဝန်ကြီးအိမ်ထဲရောက်လာပါတယ်။အဆောင်တွေရိုင်းနေသမျှငင်ခံရင်ဝန်ကြီးချိုင်ကြီးရှန့်ကိုစကလုံးနဲ့တည်းအရင်ဆုံးဖျက်ကြောက်ကမနေ့ကဗိုင်းရက်ကိုဆော်ကားခဲ့တဲ့နေရာမှာချက်ချင်းပြန်လာတောင်းမှန်ဖို့ပြောတဲ့အခါဝန်ကြီးကသူ့သားဘက်မှာရှိလဲဆိုတာသူကိုယ်တိုင်တော့မသိကြောင်းပြောနေတာမို့ဇပွဲရှိကကွန်မူတာကိုဟက်ကမိမတယောက်နဲ့အိမ်နေတဲ့ဝန်ကြီးရဲ့သားကိုရှာပေးခဲ့ပြီးကွန်မူတာတွေကဝန်ကြီးရဲ့လေးဝဲဖိုင်တွေပါဟက်ထားလိုက်ပြီးမို့မနေ့ပြန်သေချာပါလာတောင်းမှန်ဖို့သတိပေးသွားပါတယ်။ရီကီစီမှာယောက်ျားတယောက်ရဲ့ယူချင်းကိုမြင်လိုက်ရတဲ့ဘိုင်းရာလေ ယ်။နာဆာရဲ့ခွင့်မှုရဲ့စာဆောင်ကိုနေရာမှာတင်ဖျက်ပြစ်လိုက်ပါတယ်။ဝီကီလိုမီတာစုနဲ့ဆိုင်းတိုင်းနေချင်း ဖုန်းထဲကိုမက်ဆေ့ဝင်လာပြီးဒီဘေးကိုလိုက်မြင်လိုက်တာကြောင့်ချင်းစုရဲ့နေရာကိုရီကီရောက်လာတဲ့အခါဝန်ကြီးချိုင်ကြီးဆိုင်ကိုချင်းခဲ့ပြီးအရေးကြီးမရှင်တခုတောင်ထမ်းဆောင်နေရာရှိကြောင်းနဲ့အဲ့ဒီအတွက်မင်းရဲ့ချင်းစုကိုဆွလွန်ရမယ်လို့ဆိုကာအလုပ်ကိုလက်ခံမလားမလက်ခံဘူးလားကိုဘသာဆုံးရဖို့ပြောကနေရာကထွက်သွားပါတယ်နောက်တနေ့မနေ့လက်နိုင်ကင်ဖွဲ့ရီနဲ့ချိုင်ကြီးဆိုင်တို့ရောက်လာချိန်မှာတော့ရီကီကိုအပြည့်ရှင်းဖို့ရောက်လာတာဖြစ်ပေမဲ့အရေးကြီးရှိတဲ့သူတရားမှုသူ့ရဲ့လက်အောက်မှာလှုပ်လို့ဖို့ကန့်လန့်လာပါတယ်ရီကီတရားဝန်ကြီးရဲ့ကန့်လန့်ချက်ကိုသူလက်ခံတယ်လို့ဆိုကာအချက်ကိုဆွလွန်ပြီးအိမ် င်မန်းနောက်လိုက်ဖို့ရွေးချယ်လိုက်ပါတယ်တဖက်မှာခေါ်ရဲစုပါပဲဘောက်ဟာတိုက်ဝဲကရတဲ့ကြည်စံတရာကြောင့်ဒီရာချဲလက်တွေတိရဖို့ကနိပညာကိုညီလိုလာပါတယ်ရီဂီကတော့ဒီပြေးစီရောက်လာခဲ့ပြီးသူ့မရှင်ကြောင့်မေးကြည့်တဲ့အခါအဓိကပြစ်မှတ်ဟာမြေအောင်လောကရဲ့ဘီရင်ဖြစ်တဲ့ကောလိုတင်စားတဲ့အိန္ဒိယအေဂျင်ဟောင်ဒါမာဖြစ်ကြောင်းနဲ့ဒီပြေးကိုယ်တိုင်လမ်းဘေးကကော်မတီဒါမာကိုနိုင်ငံတော်ရဲ့လက်နက်အဖြစ်ပုံသွင်းခဲ့ပေမဲ့နောက်ပိုင်းမှာအဖွဲ့အစည်းကိုချိန်ခိုက်ဖို့မရှင်ကိုထမ်းဆောင်ဖို့တောင်းပေးလိုက်တဲ့အခါအဲ့ဒီအဖွဲ့အစည်းကိုဝင်သွားခဲ့ပြီးဖာနမ်မှုနဲ့ကြွမ်းကျင်မှုတွေကြောင့်အဖွဲ့အစည်းရဲ့ပြေကန်ခြင်းဖြစ်လာပါတယ် ယ်ကိုကိုဖန်ရှိဖို့လွတ်လိုက်တဲ့အေဂျင်တိုင်းဟာမရှင်ကိုမအောင်မြင်ပဲရက်ဆက်စွာအသက်ခံနေကြရသလိုအခုချိန်မှာတော့ကော့ဟာတရုတ်နဲ့ပူးပေါင်းပြီးအိန္ဒိယကိုဖျက်ဆီးဖို့ဂျုံမရှင်ကိုလုံးဆောင်နေပြီးမို့အမြန်တားဆီးဖို့လိုနေပြီဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ဖရီကီကိုအသုံးလုံးနိုင်တဲ့ပတ်စဖို့တွေပေးလိုက်ပြီးနောက်လက်နက်ကအချိန်နဲ့ရလာမယ်လို့ဆိုကကိုပုညာနဲ့ကိုလှောက်ရှားဖို့ညွှန်ကြားခဲ့ပါတယ်တပည့်တယောက်ကထပ်သွားတဲ့ရီကီရဲ့ပုံစံကိုကြည့်ကဒီလိုမျိုးတစ်ကောင်ကိုဘာကြောင့်တောင်းပေးလိုက်တာလဲဆရာလို့ဆိုတဲ့အခါ ီကောင်လေးကသူ့ကိုအံ့ဩအောင်၃ချိန်လုံးနိုင်ခဲ့လို့ဖြစ်ပြီးပထမကဟတ်နိုင်တယ်ဒုတိယကတက်နိုင်တယ်တတိယကအချစ်ကိုဆွလွန်နိုင်တယ်ဒါတို့ကြောင့်ရီကီကိုရွေးချယ်ခဲ့တာလို့ဆိုပါတယ်အဲ့နောက်ဂျန်ဂီရှန်ဟာကဲလန်ချက်ကိုလက်ခံခဲ့တဲ့ရီကီကိုလမ်ဘော်ဂီနီဒီစီလက်ဆောင်ဝယ်ပေးခဲ့ပြီးသူ့ရဲ့လူစုဖွဲ့နဲ့မိတ်ဆက်ပေးခြင်းရီကီကမင်းကုန်းနေပြောဖို့ခွင့်တောင်းကဒီဖွဲ့စည်းကိုရောက်လာတာသူတကယ်ဝမ်းသာကြောင်အစာပြိုးရင်ဖွားမှာလူရောက်ချောင်းချက်ကိုတက်ခဲ့ဖို့ကြောင်းနဲ့ပထမဆုံးတက်ခဲ့သူကတော့ဝန်ကြီးဂျန်ဂီရှန်လို့ဆိုကချီစံတောင်းတဲ့ဝန်ကြီးကိုအသက်ပြောက်စေခဲ့တာကြောင့်ဆောင်ကြီးနေတဲ့ကော့ကိုယ်တိုင်အ င်ဟောသွားသူတို့လူမိုက်ဖွဲ့တဲ့ပစဲအဟောင်းသားဖြစ်သွားပါတယ်အဲ့နောက်ရီဂီတယောက်ကွန်တိုင်နာစေကန်းကိုဆင်းပြေပြေပြင်အတက်သွင်းကယူကစီတဲ့အကွက်တွေနဲ့အချင်းကိုဆွလို့ရတာနဲ့တန်အောင်တောင်းချမ်းပြလိုက်ပါတယ်အားလုံးကိုပြည့်ရှင်းပြီးတဲ့နောက်ဂူဒူဒူထဲမှာချင်းသွင်းတဲ့ကောင်မအောင်ကြောင်းဂေါ်စီကိုအကြောင်းကြားကဘသူကအကောင်းဆုံးလဲဆိုတာဆုံးမရမယ့်ချိန်နီးခဲ့လာပြီလို့ဆိုပါတယ်နောက်တစ်နေ့မနေ့ဒီဘီဖုံးဆက်လာခဲ့ပြီးဂျန်ကြီးရှမ်းရဲ့ယုံကြည်မှုကိုရအောင်မလုပ်ဖဲအားကြောင့်တက်ပြလိုက်လာလဲလို့ဆိုတဲ့အခါတနက်ကိုမြင်ပြီးစိန်မရင်းနဲ့လိုရှင်းလိုက်တာလို့ဆိုတဲ့အခါနောက်တစ်ခါဘာပဲလုပ်လို့သူ့ကိုအရင်ဆုံးအတီးပေးဖို့ပြောပြီးမယ် ်ရီကီကတော့သူဘာလုံးမယ်ဆိုတာသူကိုယ်တော့မသိတာမို့အတိမပေးနိုင်ရောင်ပြောကဖုန်းရှင်ကက်ကိုဖြုတ်လိုက်ပါတယ်ခွဲရဲ့လက်ထောက်ဒီပါကမီတင်တစ်ခုကိုအမြန်လုပ်ကသူတို့တွေတောပြဆင်တာကြီးကြီးတက်ပြီးဖြစ်ကြောင်းနဲ့ ဝီလာ9ပြခေါ်ခရီး9000ထည့်ထားတဲ့ကွန်တိန်နာပျောက်နေတယ်လို့ဆိုပါတယ်ဒီသတင်းကိုကြားလိုက်ရတဲ့ကော့တရောက်သူတို့ဖောက်ရင်းခန့်လိုက်ရပြီဖြစ်ကြောင်းနဲ့ဝီလာ9ပြကအဖွဲ့ရဲ့ယုံကြည်မှုဖြစ်တာကြောင့်ပြန်ဆုံးရအောင်ပြန်ယူဖို့ညွှန်ကြားခဲ့ပါတယ်ဒါကြောင့်ဒီဘာတို့တွေစိတ်ကဲတစ်ခုပြီးတစ်ခုလိုက်စစ်ပေးမယ်တရင်အစားအနာမရဖြစ်နေချင်းယူကီကိုတိုင်ဒီဘာတို့ကိုခေါ်တွေးခဲ့ပြီးဝန်ကြီးချိုင်ကြီးရှန်ကိုတူတက်လိုက်တာဖြစ်သလိုကွန်တိန်နာကလည်းသူ့ဘက်ထတာဖြစ်ကြောင်းနဲ့အကြောင်းကသူ့ရဲ့ချင်းကိုပြတာဖြစ်ပြီးဒီဘာလက်အောင်မှာအလိုလိုလိုကြောင်းပြောလာပါတယ်အဲ့တော့ကွန်တိန်နာရှိတဲ့နေရာကိုပြကား အခုကြောက်ကိုတုံးချမလားအတိသေးမလားခမည်းတော်ပဲလို့ဆိုတာကြောင့်ရီကီကိုဂျိုးနဲတုတ်စီကဖဲဖွဲ့စည်းကလာတာလဲဘယ်သူလွတ်လိုက်တာလဲရိုင်းနဲ့ဆင်မေးပေမဲ့ရီကီကတော့ဘလောက်ထိုးကြီးခံရခံရဒီဘလက်အောင်မှာအလုံးလုံးဘိုးလာတာလို့ပဲဖြေနေပါဗျ ်ဒီဘာနဲ့ကောအတွေ့အကြုံမှာတော့ကိုရီးယားကိုနိုင်ပိုင်းအတွင်ရှာနိုင်တာကြောင့်ဂေါကချီယူနေချင်းကိုရီးယားကိုသူတိုက်ရှာတာမဟုတ်ပဲကောင်လေးတယောက်သူ့စီကိုကိုရီးယားနဲ့တူရောက်လာကြောင်းနဲ့အမျိုးမျိုးနှိမ့်ဆက်မိပေမဲ့အလုံးလုံးချင်းချောင်ပြောနေတာမို့ဒီပညာအတွက်သူတို့တွေအုံချလို့ရကြောင်းဂေါကိုပြောခဲ့ပါတယ်ဂေါကအဲ့ဒီကောင်လေးကဒီဘေးရဲ့အချင်းချင်းချောင်ပြောလိုက်တဲ့အခါဒီဘာတယောက်ဒါဆိုရင်ကအချင်းထားမှာအကောင်းဆုံးထင်ခဲ့ပေမဲ့အခုအဲ့ဒီကောင်လေးကအကောင်းဆုံးပဲလို့ပြောလိုက်တာကြောင့်အချင်းရောက်တာမှာခေါ်ခေါ်တယောက်ဒီဘကူကလည်းနဲ့နဲ့ပြတ်တက်လာပြီးအားရုံတဲ့ဘတ်စ်လိုပါကျုံးလိုက်ပါတယ်ဒီအထိရော ောက်လာနေတဲ့ရီကီကိုချက်ချင်းမတတ်စီပဲနေဆက်ကဒီစူသားဆိုသူစီဖာရှဲလက်မှာမှာပြီးပဲပို့စီခဲ့ပါတယ် ်ဒါကြောင့်ရီကီဟာကိုနီနာကိုတည်ယူပြီးနယ်စင်းဘက်ပိုပေးရဖို့ဒိုစီရစီကညွှန်ကြားမှုရလိုက်ပါတယ်ရီကီတို့သွားနေချိန်လမ်းမှာဖြတ်တိုက်ခံလိုက်ရတာကြောင့်ဝန်ကြီးရဲ့သားကိုရီကီအပြတ်ရှင်းလိုက်ပြီးနောက်နယ်စင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးတာခံလိုက်ရပါတယ်ဒါကြောင့်ရီကီလည်းနောက်ဆုံးမျှော်လင့်ချက်အနေနဲ့ဒီဘေးကြီးဖုန်းဆက်ကြည့်ခိုင်းတဲ့အခါရီကီကိုသူမလီကြောင်ငင်းလိုက်တာကြောင့်မျှော်လင့်ချက်ပြောက်သွားပါတယ်ကိုအားကိုကိုကိုဖြစ်လာတဲ့ရီကီတယောက်အချုပ်ကားတွေကလွတ်မြောက်အောင်ချိုးရွာလာနိုင်ခဲ့ပြီးအနီးနားမှာရှိတဲ့ရွာတွေကိုဝင်ကဒီဘေးကိုကိုတိုင်ဖုံးချက်ပြီးနေဆက်ရဲနဲ့စစ်တပ်ကသူ ကိုဝိုင်းထားပြီးမို့လမ်းတွဲမှာသူ့ကိုမဆုံးဖြတ်ပါနဲ့လို့တောင်းဆိုပြီးမဲ့ဒီဘေးကတော့မစ်ရှင်ကိုဖျက်သိမ်းကကိုဘသာလွတ်အောင်ရုံဖို့ပြောလာတာကြောင့်သူစီမှာအင်ဂျင်ဖြတ်ခန့်ရထားတဲ့အတန်ပိုင်းလေးကုန်ရှိတာမို့ကုညီဖို့ပြောတဲ့အခါဒီဘေးလည်းအသီးတွေလွတ်လိုက်မယ်လို့ဆိုကကောင်းလေးစီကအတန်ပိုင်းကိုရောက်အောင်ယူပြီးအပြတ်ရှင်းခိုင်းလိုက်ပါတယ်ဒါကိုရိမ့်မိသွားတဲ့ရကီလည်းလွတ်လန်းကိုရှာကကိုတိုင်ထွက်ပြေးဖို့ကြိုးစားရင်းနဲ့ရောက်ကမ်းမတစ်ခုအရောက်မှာတော့ခုံချဖို့ကြိုးစားရင်းချောင်းကိုကြီးညာသုံးညက်ထိမှန်ကလေပေါ်လွင့်နေချိန်နေရာကိုကောရောက်လာခဲ့ပြီးရကီကိုလမ်းဆွဲခေါ်သွားခဲ့ပါတယ်ဒရ ရာတွေကိုတခြားကုသပေးပြီးတဲ့နောက်ရီကီနေပြန်ကောင်းလာချိန်မှာတော့ကော့ဒီယောက်သူ့ရဲ့ဘဝအကြောင်းကိုပြန်ပြောပြခဲ့ပါတယ်ကော့ဟာဒီပေးအတွက်ရီကီတို့အားကိုးရတဲ့သူတွေရောဖြစ်ခဲ့ပြီးမြဲသူ့ရဲ့ကောင်းမွန်လေးကိုပါပြင်းမဲ့အဖြစ်အပြတ်ချင်းခိုင်းလာတာကြောင့်ရင်နာနာနဲ့ဆွန့်လွတ်ခဲ့ပြီးအဲ့ဒီအချိန်ကစားလို့ဒီပေးကိုဒေါ်လန်ကအဖွဲစည်းတဲ့ဝင်ခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ရီကီဟာကော့အတွက်အလုပ်လုပ်ပေးဖို့ဖြစ်လာခဲ့ပြီးဖွဲ့စည်းတဲ့ကဖန်ကြီးခံရရတဲ့အီဖန်ကိုကဲထုတ်ပေးဖို့ဥဆောင်စေလိုလိုက်ပါတယ်တကယ်တော့အီဖန်ရှိတဲ့စကန်ကိုရီကီတို့ရောက်လာချိန်မှာတော့စတေးရနဲ့အတင်းဆောင်နေတဲ့ဒီပေး းတရအမောင်ရှိရဲ့ငကားဖြူကြောင်းကောင်းကောင်းကြီးတက်တည်ပြလိုက်ပါတယ်အနာရီကီကိုတနက်တလက်ပြီးကခေါ်ရလူတွေကိုအတူပိုင်းဖြုတ်ကြပါတယ်တကယ်တော့ဒီလိုအချိန်လေးထိရောင်ဒီပေတရရီကီကိုကြိုးတွင်ညွန်ကြားထားတာဖြစ်ပြီးကိုကူအာယုံလဲစားခဲ့တာဖြစ်ပါတယ်အတက်ရှိဘောက်တွေပိတ်လာတဲ့ခေါ်တရအေဂျင်ညုံခန်းကိုကိုရန်ရောက်လာခဲ့ပြီးဒီပေနဲ့နှစ်ယောက်တည်းတွေ့ဆုံကအိန္ဒိယနိုင်ငံထဲမှာစူပါဇန်26ခုကိုနေရာနဲ့ထောင်ထားပြီးဖြစ်ကြောင်းနဲ့ဖြေချင်းဖို့နီလန်းကရီကီကိုရန်ဒီပေကိုတတ်မယ်ဆိုဒီယုံမရှင်ကိုအတံမသွင်းဘူးလို့ဆိုက နေရာကပြန်ထွက်သွားပါတယ် ်ဒါကြောင့်ရုံခန်းကိုရီဂီပြန်ရောက်လာချိန်မှာတော့ဒီပေလေအဖြစ်ပြက်ကိုပြောပြကသူ့ရဲ့အသက်ကိုနှုတ်ပြီးပြည်သူတွေကိုကယ်ဖို့ရီဂီကိုပြောခဲ့ပါတယ်ရီဂီကကညင်းပေမဲ့အေဂျင့်တယောက်လိုပြုမှုရမယ်ဆိုတဲ့ဒီပေရဲ့နားချမှုကြောင့်ရီဂီတယောက်တနင်္မောင်းကလုတ်ကိုဆွဲလိုက်ရပါတယ်ရီဂီတကယ်ယူဘူးထင်လို့ဂရီးပေးလိုက်တဲ့ကောဟာရုံမရှင်ကိုအကောင်အထည်ဆက်ဖို့ဖို့စတင်လှူရှားနေပြီဖြစ်ပါတယ်ဒါကိုသိနေတဲ့ရီဂီကခေါစီကိုအရောက်လာခဲ့ပြီးသူရအောင်တားဆီးမယ်လို့ဆိုတဲ့ကလူအုပ်လိုက်ဆောင်နေတဲ့လူမိုက်တွေကိုဖျက်ပြီးမှအစာအုပ်တွေကိုဝင်ကဒီမရှင်ကိုတားနိုင်လိမ့်မယ်လို့ဆိုတာက ကြောင့်အာနာဘကဲသွားတွေဆူရသလားထင်ရတဲ့ကောရဲ့လူအုပ်ကိုရီကီတရအသင်းရဲ့ရင်ကတိုက်ခိုက်နေပြီးအစအဦးထဲကိုရောက်လာနိုင်ခဲ့ပါတယ်ဒီအချိန်အချင်းယုံမှာလဲစူပါဆဲမိရှင်ကိုစောင့်ကြည့်နေပြီးဖြည့်ရှင်းဖို့အနန္ဒီသာရှိကြောင်းနဲ့ကိုတိုင်ခလုတ်ကိုပေးဖို့နဲ့စနေကိုဘုံရဲဖြည့်ဆည်းဖို့ပဲဖြစ်ပါတယ်ရီကီတရခေါင်းနဲ့အတီချေရှင်ဖိုက်ပြီးတဲ့နောက်စနေကိုပိတ်နိုင်ဖို့တွားနေချိန်မှာအချင်းယုံကစောင့်ကြည့်နေသူအထက်ရာရှိတွေလဲဆယ်စက္ကန့်လောက်သာလိုတော့တာမို့ဒုံးကြီးပြလိုက်တော့ဖို့အမင်ပြေးလိုက်ရပါတယ်၂၀စက္ကန့်လိုတော့မှရီကီစနေကိုပိတ်နိုင်ခဲ့ပေမဲ့ခေါင်းမိုးပေါ်ပြန်ကျဲလာတဲ့ ဒုံးကြီးပေါက်ကဲမှုနဲ့အတူနိုင်ငံတော်အတွက်အသက်ပေးသွားရင်စကားလေးလည်းပြီးဆုံးသွားပါတယ်ကျွန်တော်တို့တွေနောက်ထပ်ဇလန်ကောင်းနေမှာပြန်ဆောင်ကြပါမယ်ဗျာ